ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အခုတော့ငါသားညစလုံးနဲ့လက်ထပ်ပြီးပြီးအိမ်ကိုဧည့်သည်အစ်စ်တွေလာပါစေပဲဖျားစီဆူတောင်းရတော့မယ်ဒါမှငါလည်းကင်းကမြတ်မရေချိုးလို့ရမှာ ဒီနေ့မှာတော့တော်မြလေးသူရဲ့ချမ်းသာတဲ့ချွေးမရောစင်းရဲတဲ့ချွေးမရောအတွက်ကျူစုပွဲလုပ်ပါရယ်။အေးကတော့စင်းရဲတဲ့မိသားစုကဖြစ်ပြီးစိမ့်စိမ့်ကတော့ချမ်းသာတဲ့မိသားစုကပါ။ဒီလိုနဲ့တပတ်ကြာသွားခဲ့တဲ့အခါမှာ"အော်မခင်ထိုင်ပါဦး။ကျမလက်ဖက်ရည်သွားယူလာမယ်။မဟုတ်ဘူးမဟုတ်ဘူးမ။ကျမကျမသမီးနဲ့တွေ့ဖို့လာတာ။ကျမတို့ကကျမသမီးရဲ့ရက်ခမအိမ်ကရှိတာမတော့ဘူး။လက်ဖက်ရည်ဆိုဝေးပါသေးရဲ့ရှင်။အန်တီရဲ့ဒီလိုမျိုးတွေကအယူသီးတာတွေပါ။" ဒီနေ့တော့ကျမကိုယ်တိုင်ဖြောတဲ့လက်ဖက်ရည်တောက်ရမယ်။သမီးလက်ဖက်ရည်ဖြောမယ်ဆိုအန်ဒီတွက်ပါတစ်ခွက်ဖြောပေးနော်။ကျမလည်းကျမချွေးမနဲ့အတူတူကျမသမီးစီလာတာ။ကျမတခြားဆင်းရဲတဲ့သူတွေလို့မဟုတ်ဘူး။ကျမပန်းသီးတကီလိုနဲ့တခြားအသီးတွေအများကြီးလဲဝယ်လာသေးတယ်။ဒါမှသမီးကိုပေးစရာမရှိပဲလက်ပလာမဖြစ်နေမှလေ။ဒေါတင်လေးဒီလိုနဲ့ပဲဒေါခင်ကိုစောင်းပြလိုက်ပါရီ။တန်းနေတော်မြလေးထဲဝင်ပြီးသူ့ရင်ချွေးပါနေအောင်လုံးကိုတွားခေါ်ပါရီ။အမေအမေကိုတွေ့ရတာဝမ်းသာလိုက်တာ။အေးအေးရေ ငါချမ်းသာတယ်မိသားစုကလာတယ်ဆိုတာသိရမလားငါချက်ပြုတ်တာတယ်မသိဘူးတကယ်လို့နင်အားလုံးအတွက်လက်ဖေးဖြော်မယ်ဆိုရင်ငါမေစားဖို့အတွက်လည်းတခုခုလောက်လာပေးနော်အမလီစိန်စိန်ရဲ့ငါတော့မယုံနိုင်ဘူးနင်တီလိုစင်းရဲတဲ့သူတွေနဲ့နေနိုင်တာကြည့်ပါအောင်တို့ဝတ်စားတွေကိုငါတော့တို့စီကနေပါနဲ့နေမှမသိရနေတယ်ဒေါတင်နဲ့သူစားပြောတာတွေကြားပြီးဘသူကမှဘာမှမပြောနိုင်မဖြစ်နေပါတယ်အေးကလည်းမိဖို့ကြောင့်နေဝင်ပြီးအားလုံးအတွက်ချက်ပြုတ်ပါတယ် အနာကြမှာတော့အီအီလေးအစားတောက်တွေကိုချပေးပါရယ်။ဒေါတင်နဲ့သူချင်းမလေးအစားတောက်တွေကိုတမိသားစုလုံးအတူတူစားနေကြပါရယ်။ဒေါခင်လေးသူသမီးနဲ့စကားတွေပြောပြီးအင်ပြန်သွားခဲ့ပါရယ်။ဒေါခင်ထွက်သွားပြီတာနဲ့ကောင်းတယ်ဒီမိမပြန်သွားတာ။သူထိုင်နေကြတဲ့ကငါပါကိုမှစားလို့မရအောင်အခုတော့ဒီလောက်အစားတောက်တွေအများကြီးကျန်နေမှာတော့ငါတို့ကီတီပါတီလောက်ကြတာပေါ့။သမီးစိန်စိန်သွားအေးတွေယူလာခဲ့လိုက်။တောင်းမှန်ပါတယ်အမ။ အမကစ်တီပါတီလှုပ်ချင်အမဘာသာပဲလှုပ်လိုက်ပါကျမတို့မပါတော့ဘူးကျမတို့ဖះเจ้าသွားဖို့အချိန်ရောက်နေပြီတော်မြလည်းစင်ကြေးပြီးပြီးလက်လက်နဲ့အတူဖះเจ้าသွားခဲ့ပါတယ်ဒေါတင်ကတော့သူချင်းမနဲ့သူသမီးနဲ့အတူပါတီလုပ်နေပါတယ်သူတို့လည်းပြန်သွားရောဒေါမြနဲ့လက်လာလည်းဖះเจ้าကပြန်ရောက်လာခဲ့ပါတယ်လက်လာလည်းပြန်ရောက်လာတော့တအိမ်လုံးရှုပ်ပွားနေတာမြင်ပြီးဒေါသထွက်သွားခဲ့ပါတယ်အမစိန်စိန်အမအမရချမ်းသာတယ်ဆိုပြီးအခုအိမ်ကိုဒီလိုလှုပ်ပစ်ခဲ့တယ် အမအမိန်မသိဘူးလားသူများအိမ်မှာတလောက်ထိရှုပ်ပွားနေအောင်ပါတီလုပ်တာမကောင်းဘူးဆိုတာပြီးတော့အမချမ်းသာတဲ့မိသားစုအားဆိုပြီးတီမိုက်တွေညီမတို့ကရှင်းရမှာလားလက်လာရဲ့အဲ့လိုမပြောပါနဲ့သူလည်းနေ့ရက်ရောက်မှာပါညီမလေးတို့အားလုံးသွားနာကြတော့ကြရဲအကောင်အမရှင်းလိုက်ပါမယ်အေးအေးနေအဲ့လောက်ကောင်းပြနေလဲရတယ်လေအိမ်အလုပ်တွေနှင့်ဖာသာလုပ်တော့ငါတော့သွားနာပြီဒီလိုနဲ့အားလုံးလည်းကိုယ့်အခန်းကိုပြန်ပြီးအနားယူကြပါလိမ့်တနောက်စီဟာအေးအေးကတော့တယောက်တည်းအိမ်ကိုတန်ရှင်းရေလုံနေရပါလိမ့် ဒီလိုနဲ့ရဲနှင်းငယ်အကြမှာတော့ဒေါခင်လိန်သူ့ချင်းမနဲ့အတူမုံနေယူလာပြီးသူသမီးရဲ့ရောက်ခမအင်ကိုလာခဲ့ပါတယ်။အင်ကိုရောက်တော့ဒေါတင်နဲ့သူ့တငယ်ချင်းတွေနဲ့အတူပါတီလုပ်နေတာကိုတွေ့သွားပါတယ်။တွေ့လား။ကျမပြောတဲ့ဆင်းရဲတဲ့မိန်းမဆိုတူလေ။အော်ဒါနဲ့မခင်အမပါတီမလုပ်ဘူးဘူးဆိုတော့ကျမတို့နဲ့အတူပါတီလာလောက်ပါလား။မလုပ်တော့ဘူးအမ။ကျမတို့ကသမီးရောက်ခမအင်အားရှိတာမတော့ဘူး။အမတို့ဒီလာတိုင်းပါတီလုပ်နေရတော့မဟုတ်သေးဘူးထင်တယ်။ ရှင်ကကျမကိုပေးနေရမှာပါတီလောက်ရမယ်မလောက်ရဘူးဆိုတာပြန်တင်ပေးညာလားကျမဒီကိုကျမသမီးနဲ့တွေ့ဖို့လာတာပြီးတော့ကျမတငယ်ချင်းတွေလည်းပါတယ်အဲ့ဒါကြောင့်ကျမပါတီလောက်တာလေသမီးအမေပါတီလောက်တာနဲ့ပတ်သက်ပြီးပြဿနာမရှိဘူးမှလားအမေကလည်းသမီးအိမ်ကအမေအိမ်မှာပဲဒီရောသမီးကိုပြောနေစရာမလိုပါဘူးအမေရဲ့ဟုတ်တာပေါ့မတင်ရဲ့စင်စင်ပြောတာမှန်တယ်ဒီလိုမျိုးအတွေးဟောင်းတွေကဆင်းရဲတဲ့မိသားစုတွေမှာပဲရှိတာအန်တီစကားကိုစင်ချင်ပြောပါ ကျမတို့ကဆင်းရဲတယ်ဆိုတိုင်းကျမတို့လောင်ပြောင်နေလို့မရဘူးလေအမေလာအထဲဝင်ရအောင်တမီတို့ကအေးအေးကို တွေးဖို့လာတာဒီလိုလူတွေမဟုတ်ဘူးဒီလိုပြောပြီးဒေါခင်လေးသူ့ချိန်မနဲ့အတူသူ့သမီးကိုတွေးဖို့ဝင်သွားခဲ့ပါတယ်အထဲရောက်တော့သူ့သမီးကအင်းအလုပ်တွေတယောက်ထိတ်လုပ်နေတာကိုတွေ့ရပါတယ်အပြင်မှာတော့ဒေါတင်နဲ့သူ့သမီးကတငယ်ချင်းတွေနဲ့အတူပါတီလုပ်ပြီးစူညံစွာနဲ့ကောက်ကုံပြောပါနေကြပါတယ်တမီးဒီချမ်းသာရဲဆိုတဲ့လူတွေကိုစိတ်ကုံနေပြီး သူတို့တွေကနေ့ရက်တစ်ခါအိမ်လာပြီးပါတီလုပ်ပြီးတော့အိမ်ုံရှုပ်ပွားနေအောင်ထားခဲ့ကြတယ်အခုကစပြီးသမီးဘာမှမလုပ်နိုင်တော့ဘူးအမအေးအေးညီမတောင်းမှန်ပါတယ်အမဘာသာဒါတွေလုပ်ရလိမ့်မယ်တကယ်လို့အမမလုပ်နိုင်ဘူးဆိုရင် အမရဲ့ချမ်းသာတွေရောင်းမအောင်ခေါ်ခိုင်းလိုက်ပါလလလေးစိတ်တူပြီးမိဖုကြောင့်ကထွက်သွားခဲ့ပါတယ်ဒေါခင်နဲ့သူချင်းမလေးအေးအေးရဲ့အိမ်အလုပ်ကြီးကိုကူးလုပ်ပေးပြီးပြန်သွားကြပါတယ်ညရောက်တော့ဒေါမြရဲ့တားနေအောင်လုံးလေးအလုပ်ကပြန်လာကြပြီး ချိန်မနှစ်ယောက်လုံးကလည်းဒီနေ့အဖြစ်ပြက်တွေကိုသူတို့ယောက်ျားကိုပြောပြကြပါရယ်။ရှင်တိလား။ကျမအရန်ပင်မနေပြီ။နေ့ရက်၃ရက်တိုင်းစိန်စိန်ရဲ့အမေကတီယိုလာပြီးတော့ပါတီလာလာလုပ်တယ်။ကျမအမေကဒီနေ့လာပြီ။ကျမရဲ့အလုပ်တွေကိုကူးလုပ်ပေးပြီးပြန်သွားရတယ်။ရှင်လက်တစ်ချက်ပြောကြည့်ပါဦးရှင်။သူတို့နားထောင်လောက်မှာပါ။ငါမပြောချင်တော့ဘူး။ဒါရီကသူတို့အိမ်တွင်းရဲ့ကိစ္စမင်းနဲ့မင်းဘာသာအိမ်ကိုတေချာစီမံဖို့။တွေ့လားစိန်စိန်။ငါအမေပြန်လာတိုင်းမင်းဟာစင်ကြယ်မျိုးမျိုးတွေပြီးနေတယ်။ အမအေးအေးကဆင်းရဲတယ်မင်းကချမ်းသာတယ်အဲ့တော့သူ့အမေယူလာတဲ့မုံတွေကိုမင်းကမစားချင်ဘူးဒါပေမဲ့ဘယ်သူမှလည်းမင်းကိုစားဖို့ပြောမနေဘူးဘာလို့ဒီလိုအသေးမွားကိစ္စတွေအားစားအထွန်းတက်နေတာလဲရှင်ကိုတခုခုပြောရန်ရှင်အမြဲတမ်းကျမပဲအပြစ်ပြောတယ်ကျမရှင်နဲ့စကားမပြောချင်တော့ဘူးညီကိုနှစ်ယောက်လုံးလည်းဒီအိမ်တွင်ရဲ့ကိစ္စတွေကိုခေါင်းထဲကထုတ်လိုက်ပါတယ်ရန်နေငယ်ကြမှာတော့ဒေါ်တင်ကသူ့ချွေးမနဲ့အတူနေတိုင်းလူလူသူသမီးရဲ့ရောက်ခမအိမ်ကိုလာပြီးပါတီလာလုပ်ပါတယ် အေးကလည်းအရေးဒေါသထွက်လာပါတယ်။ဒီလိုနဲ့တည့်ရကြတော့အေးအေးရောစိန်စိန်ရောကိုမင်းရှိနေတာသိတော့အလုံးရောက်လာကြပါတယ်။ဒုံမြလည်းသူ့ချင်းမနဲ့အတူလာပြီးဒုံတင်ကလည်းသူ့တငယ်ချင်းတွေနဲ့အတူဂုံပြူပေးဖို့ရောက်လာပါတယ်။ကျမရဲ့သမီးကကိုဝင်ရှိနေပြီ။အဲ့တော့ပါတီကိုအကြီးကြီးလုပ်ရမယ်။ကျမတို့ဒီနေ့ဒီမှာပါတီလုပ်ကြမယ်။ပြီးတော့အေးအေးနေကအေးယူလာပြီးသချင်းဖွဲ့နာလုပ်ပေးနော်။ပြီးတော့အသီး၃မျိုး၄မျိုးလောက်ပြင်ဆင်ပြီးရှူလာခဲ့။ နင်လည်းကိုဝင်ရှိနေတာဆိုတော့တိတ်တော့မခိုင်းချင်ပါဘူးဟဲ့အမမမြရေဒီနေ့ပါတီမှာပါမလားတောင်းမှန်ပါတယ်အမကျမသွားစရာလည်းရှိသေးလို့နော်တလလည်းကောလိုက်သွားတယ်အိမ်မှာအေးအေးနဲ့စိမ့်စိမ့်ရှိတယ်သူတို့နဲ့ပဲပါတီလုပ်လိုက်ပါအဲ့လိုပြောပြီးကျုံးမြလေးအပြင်ထွက်သွားခဲ့ပါတယ်စိမ့်စိမ့်ကတော့သူ့အမေနဲ့အတူထိုင်ပြီးဖေးရိုက်လိုက်ကလိုက်အေးအေးတောင်းလိုက်လုံနေပါတယ်တနောင်စီကအေးအေးကတော့သူတို့အတွက်အသီးတွေလှီးပေးလိုက်မိဖို့ကြောင့်မှစားဖို့ပြင်ပေးလိုက်နေလုံနေရပါတယ် အဲဒီချိန်မှာဒေါခင်နဲ့သူချင်းမလေးရောက်လာကြပြီးသူသမီးဒီလိုအခြေအနေနဲ့လှုပ်လှုပ်နေရတာမြင်တော့သမီးရဲ့မပေါ့မပါးကြီးနဲ့ဒီလိုအလုပ်တွေလုပ်နေလားသမီးပင်မနေပြီကွယ်သွားနာတော့အမေနဲ့အမေချွေးမအားလုံးလှုပ်လိုက်ပါမယ်ကိုဝန်းအစပိုင်းဆိုရင်ကယူဆိုင်ရတယ်သမီးရဲ့အမေဒီအအေးကိုအပြင်မှာသွားပေးပေးပါလားယင်ဒေါခင်လေးအအေးပေးဖို့အပြင်ကိုထွက်သွားလိုက်တော့စင်စင်ကသင်းမောသီးတွေစားနေတာမြင်ပြီးအသီးပကံကိုသူ့လက်ကယူပြီးတော့ဘေးကိုပြစ်လိုက်ပါတယ် အမလေးစိမ့်စိမ့်ပါရီလုံညာလဲသမီးဒီလိုချိန်မှာတင်မောတိမစားရအောင်လေအခုချိန်ကတင်မောတိလည်းမစားရတယ်လို့ကောက်ခုန်နေလို့လည်းမရအောင်လေရှင်ရအများရရဆဆကျမသမီးကိုဒီလိုလာပြောရဲတယ်ဗောဒေါ်တင်လေးဒေါ်မြောက်ကိုစိတ်တူစွာနဲ့ပြင်ပြောနေစဉ်စိမ့်စိမ့်လေးဘိုက်ကထိုးအောင်လာပြီးတတိလက်သွားခဲ့ပါတယ်အပြင်ကအတန်တွေကြားလိုက်ရတော့အီအီလေးသူ့ရောက်မှနေတူမိဖို့ကြောင့်ကထွက်လာပါတယ်အီအီလေးခြေချော်ပြီးတော့လိမ့်ကြသွားပါတော့တယ် ဒေါခင်နဲ့ဒေါတင်လေးသူတို့သမီးတွေကိုစေယုံကိုခေါ်သွားကြပါတယ်။ခဏအကြာမှာတော့တမီသားစုလုံးလေးစေယုံကိုရောက်လာကြပြီးအေးအေးရောစင်စင်ရောကိုဝင်ပြက်ကြတာသိသွားပါတယ်။ဒေါကိုလေးသိသွားရောဒေါတင်ကသူ့အမကြောင့်ဖြစ်ရတာဆိုပြီးအားလုံးကို တောင်းပန်ပါတယ်။ဒါရီအားလုံးကကျမကြောင့်ဖြစ်ရတာကျမရဲ့အမကြောင့်ကျမသမီးရဲ့ကလေးတွေမကပဲအေးအေးရဲ့ကလေးပါလူလောကရဲ့မရောက်လာခဲ့တော့ဘူး။အားလုံးကျမကိုခွင့်လွှတ်ပေးကြပါရှင်။ အင်္ဂါလူတွေကခမရကိုခွင့်လွှတ်ပေးမယ်ကျွန်တော်ကတော့ဘယ်တော့မှခွင့်မလွှတ်ဘူးခမရသာပါတီပွဲမလုပ်ခဲ့ဘူးဆိုရင်စိန်စိန်လေးတင်းမောသီးစားမှာမဟုတ်တလို့အေးအေးလေးချော်လဲမှာမဟုတ်ဘူးဒါရီအောင်လုံးခမရနဲ့ခမရရဲ့ပါတီကြောင့်ပဲဖြစ်ရတာမဟုတ်ဘူးဒါအဲ့လိုမပြောပါနဲ့မတ်တင်လည်းဒီလိုမဖြစ်စေချင်ပါဘူးကွယ်အမေတို့အားလုံးမိပြီးရှေ့ဆက်ရမယ်ခရအမေတို့နောက်ထပ်ပြောရှင်စရာတွေထပ်ပေးပါလိမ့်မယ်ဒေါခင်ပြောတာကိုကြားပြီးအားလုံးလေးဒေါတင်ကိုခွင့်လွှတ်လိုက်ကြပါရစေ ဒီလိုနဲ့လရီကြာတော့အေးအေးတို့လည်းနောက်ထပ်ကလေးတစ်ယောက်ထပ်မွေးကြပါရယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်